ကျွန်တော်ရဲ့ဘဝတက်တန်းတစ်လျှောက်လုံးမှာအောင်မြင်သွားတဲ့သူတွေစီကနေပြီးတော့ရှာတွေ့ခဲ့တဲ့လှစ်ဝက်ချက်၄ချက်ကိုဒီပြိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီပြိုကိုကြည့်နေတဲ့မိတ်ဆွေကလည်းဘဝမှာအောင်မြင်တိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ၄ချက်လုံးဖြစ်နေလားဆိုတာကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှစမ်းစစ်ပါ။ဒါကြောင့်မလို့ဒီပြိုကိုအဆုံးထိကြည့်သွားပေးပါ။ပထမတစ်ချက်ကတော့ဘာလဲဆိုတော့အောင်မြင်တဲ့သူတွေဒီတောက်လျှောက်လေးလာသိမှုတွေလုပ်ပါတယ်။ပြီးတော့ online တွေရော offline တွေရောသူတို့ဒီစဉ်ဆက်မပြတ်ကိုလေးလာသိမှုတွေလုပ်တယ် ဘလို့လုပ်လဲဆိုတော့စင်ကြေတွေမပေးဘဲနဲ့အကြောင်းပြချက်တွေမပေးဘဲနဲ့ကိုလုပ်တယ်ဒီတော့ဘလို့ပဲဖြစ်နေဖြစ်နေသူတို့ရဲ့လေးလာသိယူမှုကိုလုံးဝပြောင်းမသွားဘူးပေါ့နော်လေးလာသိယူမှုတွေတောက်လျှောက်လုပ်သွားပါတယ်ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရောလေးလာသိယူမှုတွေလုံနေပြီလားပြန်ပြီးတော့မှသုံးသက်ပါနံပါတ်1ကတော့ဘာလဲဆိုတော့ရတဲ့နေရာကနေပြီးတော့အတွေ့အကြုံတွေကိုယူတယ် ဆိုအပြင်ကနေပဲဖြစ်စေသင်ခန်းစာတွေတဲကပဲဖြစ်စေသင်တန်းတွေတက်ပြီးတော့ဖြစ်စေပေါ့နော်ရတဲ့အတွေ့အကြုံတွေကိုရတယ်လို့ယူပါတယ်လူတွေစီကနေရောအားလုံးပေါ့နော်သူအဲ့ဒီအတွေ့အကြုံတွေကို စုထားပါတယ်နောက်တဲ့နံပါတ်3ကတော့ဘာလဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ပန်းတိုင်းတွေမှာအဲ့ဒီအတွေ့အကြုံတွေကိုအကောင်းဆုံးအသုံးချတယ်ပြီးတော့ဘယ်ယာတွေကကိုယ့်ရဲ့ရည်မှတ်ချက်မှာအသုံးချလို့ရမလဲကိုယ့်ရဲ့ဘဝအတွက်ပို့ပြီးတော့မှတိုးတက်ဖို့အသုံးချလို့ရမလဲအဲ့ဒီအရာတွေကိုစဉ်းစားပါတယ် နောက်ဆုံးနံပါတ်၄ကပါလဲဆိုတော့ဒီအတွေ့အကြုံကြီးလည်းသူစူးစမ်းပြီးသွားပြီဆိုလို့ရှိရင်သူဖြစ်ချင်တဲ့ဘဝကို apply လုပ်တယ်။ apply လုပ်တယ်ဆိုတာပါလဲဆိုတော့သူဖြစ်ချင်တဲ့ဘဝပုံစံကိုစတင်ပြီးတော့မှတည်ဆောက်ပါတယ်။အဲ့လိုမျိုးတည်ဆောက်တဲ့နေရာမှာသူရဲ့လိလာသယမှုတွေအတွေ့အကြုံတွေငယ်ချင်းမိတ်ဆွေပေါင်းစင်းတွေအများကြီးပေါ့နော်။သူ့မှာပြည့်စုံသွားပြီဖြစ်တဲ့အတွက်သူဖြစ်ချင်တဲ့ဘဝကိုစပြီးတော့မှတည်ဆောက်ပါတယ်။ဒီတည်ဆောက်ရင်းနဲ့ပဲလိလာသယမှုတွေလောက်သွားတယ်။အဲ့ဒါဆိုလို့ရှိရင်ဘဝဟာပို့ပြီးတော့မှ တိုးတက်သွားတာဖြစ်ပါတယ်။ဒါဒီကျွန်တော် လေးလာတွေ့ရှိခဲ့တဲ့ပေါ့နော်။အောင်မြင်တဲ့သူတွေစီမှာရှောင်တွေ့ခဲ့တဲ့ အချက်လေးချက်ဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရောဒီလေးချက်လုံးဖြစ်နေလားအခုလက်ရှိရော လုံးနေပြီလားကိုယ့်ကိုပြန်ပြီးတော့မှသုံးသပ်ပါမလုံးဝသေးဘူးဆိုလို့ရှိရင်တော့စပြီးတော့မှအကောင့်ထည့်ပေါ်လိုက်ပါသိကြတယ်ရလတ်တီတီးသတာကို တိုးလာပါလိမ့်မယ်ကျေးဇူးများအစ်တင်ပါတယ်ဒီဗီဒီယိုလေးကပါလေးရရှိသွားလဲကွန်မန့်မှာမှတ်ခဲ့ပေးပါဦးနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေပါစေ